ဆမ်မက်ကလေးမေးရင်တောက်လိုက်အောင်နော်ကျွေးဒီမှာဟိုနေ့ကမီတင်လေးရှိလို့လေအဲ့ဒါဇုံးမီတင်လေးလုပ်လိုက်အောင်နော်ထားခဲ့ပြီကျွေးအဲ့ဒီအလုပ်တွေကိုခဏလောက်ပြစ်ထားပြီးတော့ကို့နားမှာနေပြီးလို့မရအောင်လားကွာကျွေးကကို့ဇနီးလေကိုရဲ့ကိုနဲ့တတလောက်အတူတူရှိနေမယ်သူအလုပ်ဆိုတာလေပေါ်လာတော့လေလုပ်နိုင်အောင်လေလုပ်ရတာကိုရဲ့အဲ့အတွက်နဲ့ကျွေးကိုကုန်နေနေစီချင်းနော် ုညွညင်းနေတာမဟုတ်ဘူးကျွေးကိုရုအိမ်အောင်ကြီးကအရန်အေးဆန်နေလို့ကိုကကျွေးကိုတောင်းဆိုနေတာဟာလေကိုကကျွေးကိုစိတ်ကုန်နေပြီလားအိမ်အောင်တစ်ခုမှာနှွေးထွေးတဲ့အေးဆက်တယ်ဆိုတာအပြုတ်မှုနဲ့မဆိုင်ဘူးကိုစိတ်နဲ့ပဲဆိုင်တာအေးတာယာမှုဆိုတာလေသူ့အချိန်နဲ့သူရှိတယ်လက်တွေ့ကြစဉ်းစားစမ်းပါကိုရဲ့

တာသွားပြီလားရှင်တတာသွားပါပြီဒါနဲ့ကျွေးနေတမီရောထဲသွားတယ်ဟိုဆရာကတော့လုပ်ကိစ္စရှိလို့ပြင်သွားတယ်ရှင်ဟိုတမီလေးကိုတော့တင်းနှန်းပို့ဆိုပြီးတခါတည်းခေါ်သွားတယ်ဆရာအော်ဟိုဒါနဲ့လေဆရာကတော့ဆရာတောက်ဖို့ဆိုပြီးတော့စုပ်ပြုတ်လေးစီစဉ်ပေးထားတယ်ရှင်တခါတည်းတောက်မလိုက်ကျွန်တော်မတော့တော့နေလဲကောင်းနေပြီဆိုတော့ကျွန်တော်ဒမုန်းနဲ့ကော်ဖီပဲစီစဉ်ပေး ုလေးဆရာဆရာကတော့အတေချမှားသွားလို့ပါဆရာကိုလေစုပြုတ်လေးတိုက်ဖြစ်အောင်တိုက်လိုက်ပါလို့မှားသွားလို့ပါဆရာရဲ့ကျွန်တော်မတော့တော့လို့ပြောနေလို့ဗျာဘာလဲမဝင်ကျွန်တော်ပြောရတဲ့စကားကြွေပြောရတဲ့စကားတော့အယံဝင်တော့တဘောလားဟိုအဲ့လိုမဟုတ်ပါဘူးဆရာရဲ့အဲ့လိုမဟုတ်ရင်လည်းကျွန်တော်ခိုင်းတာပဲတော်လို့ပြပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ မမွန်စတာကုမ္ပဏီကဥစ္စာထွေးရဲ့တမိထင်တယ်ဟုတ်ပါရှင်အော်သုံးမဆုံးတော့ပါပြီဟိုတရားဆရာညီမရင်မိပါရင်လည်းသိရလားအော်သိတာဟောအကူကရေတော့ကညီမတို့မိပါရစီမှာအလုံးဝင်လောက်ခဲ့ဘူးလေပြီးတော့ညီမမိပါတဲ့အကြောင်းလည်းကြားပါတယ်ဟုတ်စိတ်မကောင်းပါဘူးဟုတ်ကဲ့ညီမအခုဒီလိုလာတာကြတော့လေဟုတ် အလုတ်ကလေးတစ်ခုလောက်လိုချင်လို့လာတာပါရှင်ဟုတ်ဟုတ်အလုတ်ကတော့ဟိုခေါ်ရတော့မင်းကလေးဝန်ထမ်းခေါ်ရတာပဲဒါပေမဲ့ဟိုညီမအနေထားနဲ့လုံလို့ရမယ့်အလုပ်မျိုးမဟုတ်ဖြစ်နေညီမရဲ့ဟိုဟိုညီမရဲ့အခြေအနေကလည်းလေမိဘရေမရှိတော့အရင်လိုလည်းမဟုတ်တော့ဘူးဆိုတော့အမှန်တိုင်းပြောရမယ်ဆိုညီမရဲ့အသက်မွေးဝမ်းကြောင်းတော့အလုတ်ကလေးတစ်ခုလောက်မဖြစ်မနေလိုအပ်လို့ပါ အဆင်ပြေဘလို့လုံးမျိုးမဆိုညီမကိုခိုင်းလို့ရပါတယ်ဟုတ်ဟုတ်ဘလို့ပြောအလုတ်ကဘို့လေဇပွဲတို့အမျိုးသမီးလိုအပ်တာညီမရယ်အော်ရတယ်ဟုတ်ဇပွဲတို့ဆိုလည်းအဆင်ပြေပါရဲ့ရှင်ညီမလုံနိုင်ပါတယ်ဟုတ်အဲ့လေဟိုညီမလည်းတံပွဲညောင်းတစ်ခုတော့လိုအပ်တယ်ဆိုတော့ဟုတ်အလုတ်ကိုအလုတ်တစ်ခုပေးမယ်လေနော်အော်အဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်။ဟိုအရေးကြီးတာကကြတော့လေအကိုတို့ဒီမှာရှိတဲ့အချောင်းဝန်တန်းနေလေညီမနဲ့။နေသဟာသနာဖြစ်အောင်နေဖို့တော့အရေးကြီးတယ်။ ဟိုအဲ့ဒါကိုလည်းစိတ်ချပါအောင်ညီမဘက်ကနေပြီးအကုန်လုံးခင်းခင်းမမီရင်းနေနေပေါင်းပါမယ်အကိုကိုလည်းဂရိပေးပါရရှင်ဟိုအဲ့ဆိုမနေ့ပြန်လို့စပါလေနော်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်နော်ရောက်ပါတယ်ညီမအဲ့ဆိုညီမကိုပြန်ဝင်ပြုပါဦးရောက်